ဘလုံးအကုသိုလ်လုပ်ငန်းလုပ်ပြီးတေကန်ဒီတရဏဂုံစောက်တည်ခြင်းဖြင့်နတ်ပြည်ရောက်ပါသလားဒါတော့ဘယ်လိုဖြေရမလို့ဆိုရောက်နိုင်တယ်လို့တော့ပြောသို့တော့အဲ့ဒါလို့မစွန်စားတဲ့ဘူးလို့တော့ပြောမစွန်သားတဲ့ဘူးငယ်တော့တော့လှုပ်ချင်ရလှုပ်မယ်တေကန်ဒီကျမှကောင်းတာလှုပ်မယ်လို့ဒီလိုအတွေးမျိုးကတော့မထားတဲ့ဘူးပေါ့နော်အဲ့တော့တဘွားလုံးအကုသိုလ်အလုပ်တွေလုပ်ပြီးတေကန်ဒီမှာတရဏဂုံစောက်တည်လိုက်တာနဲ့납ပြေရောက်သွားတယ် ဇက်လန်းတွေကတော့ရှိပါတယ်စပေကျန်းကမှရှိတယ်။တော့တီဟိုကျောင်းမှာဆိုလို့ရှိရင်တသက်လုံးရှေးလုံငန်းနဲ့အသက်မွေးတဲ့တက်ငါတဲ့ဦးဟာဒီကနေ့အချိန်မှာရဟန္တာမထေရမြတ်ကြီးကကြွသွားပြီးတရဏဂုံဆောက်တည်ခိုင်းတယ်ချပေးတယ်ဗုဒ္ဓံတရဏကိစ္ဆာမိဓမ္မတရဏကိစ္ဆာမိချပေးတဲ့အခါသူဟာတရဏဂုံဆိုပြီးငါးပါးတိလာမဆိုခင်လေးမှာတည်သွားတယ်သူတည်တော့ဘုံမဆုနဲ့ဖြစ်သွားတယ် အကယ်၍၅ပါးသီလသာသူဆိုနိုင်မယ်ဆိုလို့ရှိရင်အထက်နောက်ပြည့်ထအောင်ရောက်နိုင်တယ်လို့ပြောသူဟာတသလုံးဒုစရိုက်လုပ်တည်လောက်လာတော့လည်းပဲဒီတေကန်နီးမှာမျက်မျက်နှုံးနှုံးအာကိုတရှိဆောက်တည်လိုက်တဲ့တရဏဂုံကုသူကကဲတင်လိုက်တယ်လို့သူပြောနိုင်တယ်ဒါကုသူဆိုတာအာကုသူတဲ့စွမ်းအားကြီးတယ်ဒါကြောင့်မို့ဒါလည်းကဲတင်နိုင်တယ်ပေါ့ရောက်ရောက်နိုင်တယ်ပေါ့